ဆက်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံမှာကလေးလူငယ်တွေရဲ့ပညာရေးဟာအခက်အခဲများစွာနဲ့ရင်ဆိုင်နေရပါတယ်။ဒီခက်ခဲတွေကြောင့်ကလေးတွေရဲ့သင်ယူမှု၊ကျွမ်းကျင်မှု၊ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ပညာရေးအဆင့်အတန်းတွေဟာတနိုင်ငံလုံးမှာတည်တည်တသာပဲကျဆင်းသွားခဲ့ပါတယ်။ပညာရေးအခွင့်အလမ်းတွေမရှိတာကြောင့်ကလေးတွေအများအပြားအထက်တန်းကျောင်းတက်ရောက်ဖို့ ဒါမှမဟုတ်တက္ကသိုလ်တွေမှာဆက်လက်ပညာသင်ယူဖို့အခွင့်အလမ်းနှဲပါတာနဲ့ရင်ဆိုင်နေရပါတယ်။ဒါအပြင်ကလေးတွေအတွက်ဘာသာစကားသင်ယူမှုတွေကိုယ့်ရဲ့တိုင်းရင်းသားယဉ်ကျေးမှုနဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်တွေကိုလေ့လာခွင့်တွေလည်းအလွန်နှဲပါသွားခဲ့ပါတယ်။ ဒီလိုအချိန်တွေမှာမိဘတွေအတွက်စိတ်လှုပ်ရှားစရာသတင်းကောင်းတစ်ခုရှိပါတယ်။မိဘတွေအနေနဲ့မိမိတို့ရဲ့ကလေးတွေကိုအိမ်ကနေပဲဆက်လက်ပညာသင်ယူနိုင်ဖို့အထောက်အကူပေးမဲ့အင်တာနက်မလိုတဲ့အခမဲ့ offline ပညာရေး app တွေကိုဖန်တီးပေးထားပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဒီ app တွေကဘာတွေလဲ၊ဘလို့အလုပ်လုပ်သလဲ၊ဘလို့အသုံးပြုရမလဲဆိုတော့ကိုကျမတို့ကမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိအတူတူကြည့်ပြီးတော့သင်တို့ရဲ့ကလေးတွေအတွက်ဒီအခွင့်အလမ်းကောင်းတွေကိုလက်လွတ်မခံလိုက်ပါနဲ့။ ဒီပညာရေး update ကအခြေခံပညာအတန်းတွေနဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေအတွက်အခမဲ့လေ့လာနိုင်တဲ့ app တွေဖြစ်ပါတယ်။ဒီပညာရေး app တစ်ခုချင်းစီဟာအခြေခံပညာသင်ယူညွှန်းနှံကအတန်းတန်းအတွက်ဘာသာရပ်တစ်ခုကိုခြုံငုံကာမိအောင်အထူးဖန်တီးထားတာဖြစ်ပါတယ်။ဥပမာငါးရန်းသင်ချာဘာသာရပ် app တစ်ခုဖြစ်ပါတယ်။ဒီ app တွေကမိဘတွေအနေနဲ့ကလေးတွေကိုအိမ်မှာပဲလွယ်လွယ်ကူကူသင်ကြားပေးနိုင်ဖို့အတွက်အခမဲ့ပညာရေးကိရိယာတွေဖြစ်ပါတယ်။အပ်တိုင်းမှာကလေးတွေရဲ့စိတ်ဝင်စားမှုကိုမြှင့်တင်တဲ့ ဂိမ်းပုံစံညာဆန်းပဟေးလိတွေအယောင်သွေးစုံရုပ်ပုံဒီဇိုင်းတွေဒေါင်းလုဒ်လုပ်လို့ရတဲ့ PDF ဖတ်စာအုပ်နဲ့လက်တွေ့အပြန်အလှန်လေ့ကျင့်နိုင်တဲ့လေ့ကျင့်ခန်းတွေပါဝင်ပါတယ်။ဒီလိုစိတ်ဝင်စားစရာ feature တွေကြောင့်သင်ယူရတာပျော်စရာကောင်းပြီးတော့အလွယ်တကူပဲဝင်ရောက်လေ့လာနိုင်စေပါတယ်။အကောင်းဆုံးအချက်ကတော့ D app တွေကို internet မလိုပဲအိမ်မှာအလွယ်တကူပဲအသုံးပြုလို့ရတာပါ။ဒါက internet ထိတ်ဆက်မှုမတည်ငြိမ်တဲ့နေရာတွေမှာနေတဲ့ပိသားစုတွေအတွက်အထူးအဆင်ပြေပါတယ်။ ဒီ app တွေကိုထိုင်းနိုင်ငံအခြေစိုက်ပညာရေးဖောင်ဒေးရှင်းတစ်ခုကဖန်တီးပေးထားပြီးတော့မြန်မာနိုင်ငံကကလေးအလုံးပညာရေးတိုးတက်စေဖို့ရည်ရွယ်ထားပါတယ်။ဒီ app တွေကစစ်အနာသိမ့်မှုမတိုင်ခင်ပြတ်ထန်းထားတဲ့အခြေခံပညာသင်ယူညွှန်းနှံ့တွေနဲ့အညီဖက်စာအုပ်တွေနဲ့အပြည့်အဝကိုက်ညီပါတယ်။ဒါပြန်ဒီ app တွေကလုံခြုံစိတ်ချရပြီးတော့ကလေးတွေအတွက်လဲစိတ်ဝင်စားစရာကောင်းတဲ့ app တွေဖြစ်ပါတယ်။ ဒီ app တွေကိုတစ်နှစ်တစ်နာရီလောက်ပဲအသုံးပြုရုံနဲ့ကလေးတွေဟာသူတို့ရဲ့ဗဟုသုတနဲ့စွမ်းရည်တွေတိုးတက်လာပြီးတော့စာသင်ခန်းထဲမှာလည်းယုံကြည်မှုပိုပြီးတော့ရှိလာမှာဖြစ်ပါတယ်။ဆရာဆရာမတွေကလည်းဒီ app တွေကိုအိမ်မှာအသုံးပြုပြီးတော့လေ့လာသင်ယူထားတဲ့ကလေးတွေကိုကျောင်းမှာသင်ကြားရတာကပိုပြီးလွယ်ကူတယ်လို့ပြောကြပါတယ်။ဒါဆိုရင်ဘယ်လိုစတင်ရမလဲ။အခုပဲ www. f2lmm.org ကိုဝင်ရောက်ပြီးတော့ဒီ app တွေကို digital လေ့ကျင့်ခန်းစာအုပ်တွေကို download လုပ်လို့ရပါတယ်။ သင်တို့ရဲ့ကလေးတွေတက်ရောက်နေတဲ့အတန်းနဲ့ကိုက်ညီတဲ့ app တွေနဲ့ legend စာအုပ်တွေကိုအခုပဲရွေးချယ်လိုက်ပါအကောက်ပွင့်စရာမလိုပဲလွယ်ကူရိုးရှင်းစွာ download ရယူနိုင်ပါတယ်အသုံးပြုပုံအစဉ်စဉ်လေးကတော့ပထမဆုံးအနေနဲ့ browser တစ်ခုခုကနေ www.f2lmm.org ဆိုတာလေးကိုဝင်လိုက်ပါပြီးရင်အခုမြင်တွေ့ရတဲ့အတိုင်းအပေါ်မှာရှိတဲ့ menu ဆိုတာလေးကိုဝင်လိုက်ပြီးတော့ app ကိုနှိပ်လိုက်ပါအဲ့ဒီအထက်မှာ great alight သင်ယူခြင်းတဲ့ဘာသာရပ်ကိုနှိပ်ပြီးတော့ ပထမဆုံးအနေနဲ့ download ရယူလိုက်ပါမိမိက download ရယူပြီးသွားပြီဆိုတာနဲ့တခြားသူကို internet မလိုပဲဇာပြာကနေပဲပြန်ပြီးတော့ share ပေးလို့ရပြီပဲဖြစ်ပါတယ် app ကိုတစ်ချိန် download လုပ်ပြီးပြီဆိုတာနဲ့ထပ်ပြီးတော့ internet မလိုပဲကြိုက်တဲ့အချိန်တိုင်းမှာလေ့လာသင်ယူလို့ရမှာပဲဖြစ်ပါတယ်။ app ထဲကသင်ယူလိုက်တဲ့ grade alike ဘာသာရပ် alike လိုချင်တဲ့ app ကို down ပြီးပြီဆိုတာနဲ့လွယ်ကူရိုးရှင်းတဲ့ပုံစံနဲ့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ website ထဲကိုပြန်ဝင်ပြီးတော့ menu ထဲက resources ထဲကိုထပ်ပြီးတော့ဝင်ကြည့်လိုက်ကြရအောင်။ဒီထဲမှာကတော့ Great Alike ဘာသာရပ်အလိုက်အခြေခံပညာသင်ယူညွှန်းနှံ့တဲ့အညီပြဋ္ဌာန်းထားတဲ့လေ့ကျင့်ခန်းစာအုပ်တွေကို PDF ပုံစံနဲ့လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ရရှင်းလွယ်ကူပြီးတော့သုံးရလွယ်တဲ့ app လေးဖြစ်တာကြောင့်မိဘတွေအနေနဲ့မိမိတို့ရဲ့သားသမီးတွေပညာရေးအထောက်အကူပြုဖို့အခုပဲသုံးကြည့်လိုက်ကြတော့နော် ဒီ free to learn app လေးကိုတော့ Android ဖုန်းတစ်မျိုးတည်းနဲ့အသုံးပြုနိုင်မယ်ဆိုတာလေးကိုလည်းသတင်းကောင်းပါလိုက်ချင်ပါတယ်ရှင်။ကလေးတိုင်းဟာသင်ယူခွင့်ကြီးပြင်းတိုးတက်ခွင့်နဲ့ပုံမတောက်ပတဲ့အနာဂတ်ကိုတည်ဆောက်ဖို့အခွင့်အရေးရထိုက်ပါတယ်။ဒါကြောင့်အခုပဲ www.f2lmm.org ကိုဝင်ရောက်ပြီးတော့ပညာရေး app တွေနဲ့ digital ကျောင်းသားလေ့ကျင့်ခန်းစာအုပ်တွေကို download လုပ်လိုက်ပါ။ ဒီ update ကိုထိုင်းနိုင်ငံအခြေဆိုင်အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုကဖန်တီးခဲ့တာဖြစ်ပြီးတော့မြန်မာကတင်ဆက်ပေးထားတာဖြစ်ပါတယ်ရှင်။